ကဘာဦးကျန်းအခန်းကြီး1အစာအုပ်၌ဖျားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတံတန်မရှိလွတ်လပ်လဟာဖြစ်၏နတ်နေရအရက်ကိုမှောင်မှိုက်ဖုံးလန်း၍ဖျားသခင်၏ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားသခင်ကလည်းအလင်းဖြစ်စေဟု အမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ ထိုအလင်းကောင်းသည်ကိုဖျားသခင်မြင်၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားခွဲခြားတော်မူ၏။အလင်းကိုနေဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညင့်ဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်သမုတ်တော်မူ၍ညာဦးနှင့်နနက်သည်ပထမနေ့ရက်ဖြစ်လေ၏။တပံဖျားသခင်ကရေအလယ်၌မိုးမျက်နှာကျက်ဖြစ်စီရေနှင့်ရေချင်းခြားနာစေဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာကျက်ကိုဖျားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကျအပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏။မိုးမျက်နှာကျကိုလည်းမိုးကောင်းကင်ဟူသောအမည်ဖြင့်ဖရာသခင် ခေါ်ဝေါ်သမုတ်တော်မူ၍ညာဦးနှင့်နက်နက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏။တပံဖရာသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေရှုဝေးစေ ကုန်းပေါ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။ကုန်းကိုမြေဟူသောအမည်ဖြင့်၎င်း ယေရှုဝေးရာကိုပင်လယ်ဟူသောအမည်ဖြင့်၎င်းဖျားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၏။တပံဖျားသခင်က မြေသည်မြက်ပင်ကို၎င်းစဘာသည်ကိုဖြစ်စေသောစဘာပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်သီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏။မြေသည်မြက်ပင်ကို၎င်းစဘာသည်မျိုးကိုဖြစ်စေသောစဘာပင်ကို၎င်း မိမိ၌မျိုးစစ်ပါလျက်တတိမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နက်သည်တတရားနေ့ရဖြစ်လေ၏ဇဖန်ဘုရားသခင်ကနေ့နေ့ညင့်ကို ပိုင်းခြားစေခြင်းကမိုးကောင်းကင်မျက်နှာချက်၌အလင်းအိမ်တည်စေ နမိတ်လက္ခဏာချင်းချက်သောအချိန်နေ့ရအပိုင်းခြားနေ့အပိုင်းခြားတို့ဖြစ်စေ မိုးကောင်းခင်မျက်နှာကျက်၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဘုရားသခင်သည်အလင်းအိမ်ကြီးနှလုံးသည်ဟုသော နေ့ကိုအုပ်ဆိုးရသော အကြီးတလုံးညင့်ကိုအုပ်ဆိုးရသောအငဲတလုံးနှင့်တကွကျယ်များတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းငှာ၎င်းနေနေညင့်ကိုအုပ်ဆိုး၍အလင်းနှင့်မောင်မိုက်ကို ပိုင်းခြားစေခြင်းငါ၎င်းမိုးကောင်းကင်မျက်နှာကျ၌ဖျားသခင်ထားတော်မူ၏တို့အမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၍ ညာဦးနှင့်နနက်သည်သထုတ်ထနှစ်ရက်ဖြစ်လေ၏တပံဖျားသခင်ကအသက်ရှင်၍လှူရှားတတ်သောတရိษံတို့ကိုရေသည်များပြားစွာမွေးဖွားစေငှက်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာကျက်ပြင်ဝဲပြန်စေဟုအမိန့်တော်ရှိ၏ထို့သို့လျှင်ရေသည်တရိษံအမျိုးလိုက်များပြားစွာမွေးသွား၍ငါးကြီးအစာရှိသောအသက်ရှင်၍လှူရှားတတ်သောတရိษံအပေါင်းတို့ကို၎င်းပြန်တတ်သောငှက်အမျိုးပေါင်းတို့ကို၎င်းဖျားသခင်ဖန်ဆီး၍ ဖို့အမှုရာကောင်းသည်ကိုမြင်တော်မူ၏ဘုရားသခင်ကလည်းမြားပြစွာမွေးဖွားကြလော့ပင်လေရေများကိုပြည့်စေကြလော့ငှက်တို့လည်းမြေပေါ်၌မြားပြစေတည်းဟုထိုတရိစ္ဆာန်တို့ကိုကောင်းကြီးပေးတော်မူ၍ညာဦးနှင့်နနက်သည်ပြင်စမနိယဖြစ်လေ၏တပံဘုရားသခင်ကမြေသည်အသက်ရှင်သောတတ္တဝါမျိုးတည်းဟုသောတားရင်တို့ကို၎င်းသွားတတ်သောတရိစ္ဆာန်တို့ကို၎င်း သားရဲမျိုးတို့ကို၎င်းမွေးဖွားစေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဘုရားသခင်သည်သားရဲမျိုးသားရည်မျိုးမြေပေါ်မှတွားတက်သောတရိษံမျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏တပံဘုရားသခင်ကငါတို့ပုံတရံနှင့်အညီတတတံတဲ့လူကိုဖန်ဆင်းကြစို့သူသည်ပင်လယ်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းသားရင်တို့ကို၎င်းမြေတစ်ပြင်လုံးနှင့်တကား မြေပေါ်မှာတွားတက်သောတရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထို့သူဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့ညာပြစွာမွေးဖွားကြလောမြေကြီးကိုပြည့်စုံ၍နိုင်ကြလောဘင်းလင်ငါတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှာလှူချတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်း ပုံဆိုးကြလောဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏ဘုရားသခင်ကလည်းကြည့်ရှုလောမြေပြင်လုံး၌စဘာသည်ကိုဖြစ်စေသောစဘာပင်အမျိုးမျိုးတို့ကို၎င်းမျိုးစီကိုဖြစ်စေတတ်သောအသီးနှင့်ပြည့်စုံသောသစ်ပင်အမျိုးမျိုးတို့ကို၎င်းသင်တို့စားစီရဖို့ငါပေး၏ညီသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှာတွားတက်သောတလိ္ဆာမျိုးအပေါင်းတို့စားစီရဖို့မြတ်ပေအမျိုးမျိုးတို့ကိုလည်းငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညာဦးနှင့်နတ်သည်စัทธမနိယဖြစ်လေ၏